အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့ဖတ်ပြပေးမှာကတော့ဆရာကြီးတက္ကသိုလ်ဘုံတိုင်းရေးသားတဲ့ပတောက်ပွင့်စဲလတာစဲဝဲဆိုတဲ့ဝိထုရဲ့စက်သိမ်းပိုင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ပေးကြပါအောင်ခင်ဗျာ ပတောက်ပွင့်စဲလတာစဲဝဲစက်သိမ်းပိုင်းကျွန်တော်ရှေ့တည့်တဲ့မှာကရွှေတောင်ကြီးအခြေပါတခဲနဲ့ဝင်းမဲ့ရှုံးဤနေသော ရွှေပုံကြီးပါရွှေတောင်ရွှေပုံကြီးကို ရှေ့ထားပြီး ကျွန်တော်ကပစိတုတ်ထိုင်နေသည် ရွှေတောင်ရွှေပုံကြီးမှအကြောင်တွေကကျွန်တော်တကိုယ်လုံးစီထိန်အောင် လာဟန်နေသည်အော်ချမ်းသာစွာအော်ငြိမ်းအေးစွာအော်ပေကင်းစွာကျွန်တော်ကတင်မြင်ခွေ၍ပြင်ထိုင်လိုက်သည် ပလင်ကန်အဘုတ်စိတ်တော်ခန္ဓာကိုယ်အထက်ပိုင်းကိုဖြောင်ဖြောင်မတ်မတ်ထားလိုက်သည်ဥဇုကာယံပတိဒါယ လဝါချင်းထပ်ပြီးလက်မချင်းလဲထိထားလိုက်သည်ပြီးတော့မှတတိကိုနှာသီးဖြားစီကတ်ထားလိုက်ပရိမုခံတတိန်ဥပတပိတဝါဖြူဖြူတန်းလေးပေါ်လာသည်ထို့နောက်ယူတိန်ကင်းသောကောင်းကင်ပြားမှတက်တန့်ရောင်ဆောင်သော နမိတ်ကြီးပေါ်လာသည်နောက်ဆုံးတော့ဘာတတန်မြဟု မခေါ်ဆိုနိုင်သောအယောင်အစင်းအလင်းအကြီးတို့သာပြေဆုံးစမ်းကြဲသော နမိတ်ကမြဲနေသည် မိမြကြာတနည်းကျွန်တော်မသိပါ။ဩအစရေအဆုံးရေရှိပါသလား။အချင်းဆိုတာရောရှိပါသလား။တိတ်ဆိတ်ငြိမ်းချမ်းစွာနေရခိုက်အတန်တက်တက်လေးကျွန်တော်ကြာသည်။အတန်ကဟိုးဝေးစီမှလာသည်။ကျွန်တော်နမိတ်ကြီးကတဖြည်းဖြည်းပျောက်ကွယ်သွားသည်။ကောင်းတွင်မှာတော့ကောင်းငင်ပြကြီးလိုကြည်လင်းနေသည်။ကျွန်တော်ကမျက်လုံးများကိုဖြင်းညင်းစွာဖွင့်လိုက်၏။ ပထမတော့စူးသလိုပါခဏမှကြည်လင်းသွားသည်ဟောနေလေခင်းပါတကားဟောတတိယလာပြီတတိယလာပြီအတန်ရှင်ကမျက်နာရှည်ရှည်နဲ့လူတူဦးပါမျက်မှန်ကြီးကိုတတ်ထားသည်လေဘင်းမှာနှစ်ချက်ကိုဆွဲထား၏သူ့ဘေးမှာခေါင်းစည်းဖြူနဲ့အမျိုးသမီးကိုတော့မြေယုံနဲ့တည်သည်သူနာပြုဆရာမတဦးရေပါနှစ်ချက်နဲ့ပုဂ္ဂိုလ်က ကျွန်တော်လမ်းမောင်းကိုကင်ပြီးပြော်၏တတိယလာပြီနော်မထလိုက်နဲ့အောင်ဟုတ်လားဟုတ်ကဲ့ကျွန်တော်ဆေးရုံကြီးပေါ်မှာလားဆရာဝန်နဲ့ဆရာမသည်အန်အောဟန်ဖြင့်တဦးမျက်နာတဦးကြည့်ကြ၏ပြီးမှဆရာဝန်ကဖြေသည်ဟုတ်တယ်ဆေးရုံကြီးပေါ်မှာပါဒါထက်ဆရာနာမည်ဘယ်သူလဲအဲ့လေခမည်းနာမည်ဘယ်သူလဲသိရလားကျွန်တော်ပြုံးကျင်သွားသည် ကိုနာမည်ကို မသိရှိရမည်လောကျွန်တော်လေးလိုက်ပါဩကျွန်တော်ဘဲထိသွားလဲဆရာရင်ပန်းတဲ့ကောင်းမှာတိတ်မများပါဘူးမစိုးရင်ပါနဲ့ငငိမ့်လေးတော့နေုံတော့ဟုတ်ကဲ့ဩမမဝေကောကိုတန်းအောင်ကောသူတို့သူတို့ကိုတန်းအောင်ကပုံးယုံရှာယုံပါပဲအခုအိမ်ပြန်သွားတယ်ညနေကျလာပါလိမ့်မယ်ဒါဖြင့်မမဝေကောရင်မမဝေဘာဖြစ်သွားသေးလဲ ဆရာဝန်ကမဖြေပါနုညံ့တော့လက်လေးတစ်ဖက်က ကျွန်တော်လက်ကိုကန်ဆုပ်လာသည်ကျွန်တော်မျက်နှာပေါ်မှာလဲငွေလာမင်းကြီးမိုးလာပြီသည်မမဝီမျက်နှာငွေလာမင်းကြီးမောင်ဝန်တာဝန်နေဖြင့်ဟေ့၍သာငိုလိုက်ခြင်းသည် မောင်ဒီတန်ကို ပြန်ချရချေပြီအသက်နှလုံးမှာမမဝီသာခေါ်တတ်သည့်ဒီအတန် ကျွန်တော်နား၌တလောကလုံးအချို့ဆုံးအတန်းယခုပြန်ကြရပြီပြန်ကြရပေမဲ့ကျွန်တော်ဆက်မတွေ့နိုင် မတွေ့ရဲ။ဟောမတွေ့ကျင်သေးပါ။မမဝေဤမျက်နာလေးကိုသာငေးချနေမိသည်။ပြီးမှပြုံးပြီးထူရ၏။မမဝေမောင်မမဝေဝမ်းသာလိုက်တာ။မောင်ဘာမှမဖြစ်ဘူးနော်။ပြောစမ်းမမောင်ရဲ့။မောင်ဘာမှမဖြစ်ဘူးမဟုတ်လား။ မမဝေလက်လေးကိုပြန်ဆုပ်ညစ်ပြီးဖြေရသည်ရှင်ဘက်မှာနည်းနည်းလေးပဲအောင့်နေတယ်တခြားဘာမှမဖြစ်ပါဘူးမမဝေမမဝေကဘာဖြစ်သွားသေးလဲမမဝေခေါင်းနည်းနည်းပေါက်သွားတယ်ကိစ္စမရှိပါဘူးမောင်ရယ်မောင်တတိယလာလို့မမဝေဝမ်းသာလိုက်တာ မောင်များတစ်ခုခုဖြစ်သွားရင်တော့အမလီမောင်ရယ်မမဝေသည်ကျွန်တော်လက်ကိုမယူကသူ့ပါလေးနဲ့ကတ်ထားလိုက်သည်မမဝေပါမ ညရီတို့ဖြင့်ကျွန်တော်လက်မှာဆိုလာပေသည်မမဝေကမျိုးလုံးများကို ပိတ်ထားသည် ပါမအပ်ထားသော ကျွန်တော်လက်ကို သူ့လက်ကလေးတစ်ဖက်နှင့်ပုတ်တက်နေသည်အတန်မထွက်တော့လဲရှိုက်ငိုနေသလိုမသိကိုလေးကတင့်တိမ်တုံနေမမဝေမောင်မမဝေအားလုံးကို ပြန်တရီရပြီပေါ့နော်မမဝေဒီကျွန်တော်လက်ကိုမလွတ် ပါမာအထာလျက်နှင့်ပင်ကောင်းငိမ့်ပြ၏သူတို့ဘာပြောကြလဲ။အိုးသူတို့ကယူမဆိုင်ဘူး။သူတို့အားလုံးမတရားဘူး။မောင်နေမမဟွေပေါ်မှာနင်းနေမှမတရားခဲ့ကြဘူး။မမဟွေနှလုံးတွေအခုချိန်နေရပြီ။သိရဲ့လားမောင်။ဒီဒီချိန်တော့မမဝေသည်ကျွန်တော်လက်ကိုလွတ်လိုက်သည်။သူ့မျက်နှာလေးကိုလဝါးနဲ့အုပ်ပြီးအတန်ထွက်အောင် ရှိုင်ကိုတော်သည်။ ဘေးမှရက်ကျင်နေသောဆရာဝန်ကချောင်းဟန့်အတန်ပေးဒေါ်ဝေဝေလူနာနားပါစေဦးနောက်မှပြောကြစဉ်းစားကြတာပေါ့ကျွန်တော်ခေါင်းတွဲမှာဘာမှမဖြစ် ကျွန်တော်စိတ်ကကြည်လင်းနေသည်ကျွန်တော်ကိုကိုတော့ကျွန်တော်လူနာမထင်ဆရာဝန်ကိုပထမကန့်ကွက်မြည်ကြံသည်တို့ရတွင်တတိဝင်လာပြီးကျွန်တော်ငြိမ့်နေလိုက်။မမဝေကကျွန်တော်မျက်နှာကိုလှမ်းကြည့် လာသောမျက်နှာလေးပေါ်မှာမျက်ရည်အတွေ့အတွေ့စီးနေပြီသည်လေကြောင်း၌ဆုတ်တက်လာခြင်းကိုတီးခံနှိမ်နှင်းပြီးကျွန်တော်ပြောရ၏ဟုတ်တယ်နောက်မှပြောကြစဉ်းစားကြတာပေါ့မမဝေးမမဝေးလည်းနားပါစိတ်ကြည်လင်အောင်နေပြစ်လိုက်ပါဦးမောင်တစ်ခုပဲပြောလိုက်မယ်ဘာလဲမောင်မမဝေးကိုမောင်ကြည့်ပြူတယ်မောင်ရင်ထဲကပထောက်ဟာဘယ်တော့မှမနှွမ်းဘူးဒီစကားကိုမမဝေးနားလေရဲ့လား မမဝေသည်မျက်ရည်ဝန်းသောမျက်လုံးလှလှကြီးများဖြင့်ကျွန်တော်ကိုစိမ့်စိမ့်စိုက်ကြည့်သည် မောင်တပေါ်ကိုမမဝေနားလဲပါれဒီလိုဆိုမောင်လေးဝမ်းတာတယ်ပုံပူသောအတုံနှုံးကိုကြားရ၍ထင်သည် မမဝေ၏မျက်နှာလေးတွင် ပြုံးရိပ်ပေါ်လာ၏ဒါဖြင့်မမဝေသွားမယ်ပြန်လာခဲ့အောင်မယ်နော်မောင်မောင်လေးမျောနေပါတယ်မမဝေး နေရာမှမခွာချင်းခွာချင်းဟန်ဖြင့်မမဝေသည်ထွက်ခွာသွား၏ဆရာဝန်ကပြော၏ခမရာဒူးဆန်းတဲ့လူနာပဲဒါပေမဲ့ခမရာအေးဆရာလေးလိုင်တိတ်စကားတွေပြောခဲ့တယ်အခုနားလိုက်စီစဉ်နေဝေဒနာသည်ဝေဒနာပဲဖြစ်၏ရှင်မအောင်ခြင်းသည်ထင်ရှားလာ၏ဩကောင်းကလည်းနားနေပါတကားဟုတ်ကဲ့ကျွန်တော်နားကျင်ပါတယ်ဆရာ ဆရာဝန်ကမမိန်ပေးသဖြင့်ဆရာမလေးသည်ကျွန်တော်ကိုစိတ်တလုံးထိုးပေ၏။မကြမီမျက်လုံးများလေးလာပြီးကျွန်တော်အိပ်ပျော်သွားပါ၏။ကိစ္စများများ လူတို့ပေါင်းဟုစာဆိုရှိသည်။တို့ရတွင် လူတို့ပေါင်းမှာကျွန်တော်ကိစ္စမျိုးက ရှားပေလိမ့်မည်။ထနိုင်ထိုင်နိုင်ပြီးဖြစ်သောကြောင့်လူနာခန့်တွင်ရှိ နောက်မီကောင်းသော ကလထိုင်ထက်တွင် ကျွန်တော်ကထိုင်နေ၏။ ကျွန်တော်နဲ့ညနေချင်းဆိုင်မှာတော့မကိုတန်ဟန်ကညနာညိုညိုနဲ့ထိုင်းနေရှာသည်ပတ်စံကန်ဖြစ်သောကြောင့်အခန်းတွင်းမှာအခြားလူနာတို့မရှိ။ဩဧလာချင်းလည်းမဟုတ်သေးပါ။ညီကိုသာဆိုသည်ကျွန်တော်တို့နှစ်ဦးကရင်းနှီးကြသည်မဟုတ်။တွေ့ဘူးဆုံးခဲ့ဘူးကြစဉ်ကလည်းခဏတာမျှတာပါ။မကိုတန်ဟန်ကစိတ်ထိခိုက်မှုကို မဖုံးနိုင်သောအတန်ဖြင့်ပြောနေ၏။ ဖြစ်ခဲ့ရတာတွေအတွက်အကိုလည်းနည်းနည်းမှစိတ်မချမ်းသာနိုင်ပါဘူးဆက်ဆုံကို အကိုမတိရယူအမှန်ပါဝေဝေဟာအကိုအပေါ်မြစ်တာမမျှနိုင်လို့ထွက်ခွာပြေးတယ်လို့ပဲထင်မိခဲ့တယ်ရှက်လဲရှက်ဝမ်းလဲနေဒီလိုတော့ဖြစ်ခဲ့ရတယ်ပေါ့ပတိန်ကအမြန်ဆုံးခွာအလုတ်ဝင်ပြီးမန္တလေးကို အကိုထွက်သွားတာပါပဲဝေဝေကိုပြန်တွေ့ရင်တောင်မှဝေဝေသဘောမတူပဲဘာမှမလုပ်ဖို့အကိုတောင်းပန်ခဲ့ပါတယ် ဝေဝေးမှာချစ်သူရှိနေရင်တောင်ချစ်သူနဲ့ပဲပေါင်းပါစေအကိုခွင့်လွတ်ပါれလို့ပြောခဲ့ပါတယ်ဝေဝေးချစ်သူဟာငါညီမသိရင် ကိုယ်တိုင်လက်ထပ်ပေးရပါတယ်အကိုဟာနှလုံးသားရှိတဲ့ယောက်ျားပါငါညီမျက်နှာထားကိုညှို့ညို့တီတီပြောနေတော့လဲအကိုတန်းဟန်သည်မျက်ရည်တော့ဝဲနေဝေဝေးနဲ့ပြန်တွေ့တော့အဲအဲ့ဒီပိုင်းကိုငါညီယုံနိုင်မလားမသိဘူးဝေဝေးဆေးရုံကဆင်းလာပြီးမှ သူတို့အကုတ်ကိုခေါ်ယူတာပါဒီကြတော့အခြေအနေကတမျိုးဖြစ်နေပြီဝေဝေဟာ အကုတ်ကိုသူ့ချစ်လင်ထင်းနေတယ်ငါညီဒါယုံရဲ့လားကျွန်တော်ယုံပါတယ်ဘာဖြစ်တယ်ဆိုတာလဲနားလဲတယ်ဒီလိုဆို အကုတ်ဝမ်းတာပါတယ်အဲ့ဒီတော့အကုတ်ဘာလုပ်ရမလဲချော်လဲရောထိုင်နေပဲပြောလဲခံရမှာပဲအမှန်ကိုဝန်ခံရမယ်ဝေဝေကိုငငယ်ကလေးကအကိုတစ်ဖက်သက်ချစ်လာရသူပြန်ဆုံတွေ့ရတဲ့ခါမှာ ဝေဝေဟာဝေဒနာတဲ့ဝေဝေကိုပေါင်းခဲ့တာမှာချက်ချင်းတစ်ခုတည်းမဟုတ်ပါဘူးငါကြီးအကိုမှဂေယူနာလဲပါပါတယ်အခုတော့အကိုဟာဝေဝေအမြင်မှာလူစိုးကြီးဖြစ်နေလားမသိဘူးအမုန်းဆုံးလူတယောက်တောင်ဖြစ်သွားပြီလားမသိဘူးကျွန်တော်ဒီအကိုတဟန်ကိုဂေယူနာမကင်းပဲငေးချီမိသည်ဒါရီထားပါတော့အကိုတဟန်အခုကျွန်တော်ကိုလာတွေ့တာကဘာပြောချင်လို့လဲအကိုဘလို့စီစဉ်ချင်လဲ အကိုတန်ဟန်သည်တပြင်းကြီးရှာ၏ပြောကျင်တဲ့စကားကို အကိုပြောမထွက်ရဘူးဒါပေမဲ့မပြောလဲမပြီး မတိလဲမမီအကို ပြောရတော့မှာပဲဟုတ်ကဲ့ပြောပါမကြီးရင်တယ်ဘယ်လိုရှိမဲဆိုတာအကိုကိုချင်းစာနိုင်ပါတယ်ဒါပေမဲ့ငန်းကြီးဟာဝေဝေနဲ့ခဏသာပေါင်းခဲ့ရသူပါခွဲခွာနေရတာလဲကြပါပြီအကုတ်မှာကလေးနှစ်ကျော်ငါးနှစ်နေပါပေါင်းခဲ့ရသူ တခြားလူမှုရေး၊စီးပွားရေး၊ဆွေရေးမျိုးရေးအနောင်ဖွဲ့တွေကလည်းရှိနေပြီးပြင်မရတော့တဲ့ဘဝမှာမို့ပြီးတာတွေကိုပြီးစေပြီးငါညီကပဲသဘောထားကြည့်ပါတော့လို့အကိုတောင်းပန်ပါတယ်ကျွန်တော်ရင်မာနားလာပြန်သည်သဘောထားကြည့်ပါ哦ပြောသူက လွယ်သည်စွန့်လွတ်ရမှာကငွေလာမင်းကြီးငွေလာမင်းကိုမှ အလူခံလာပြီးသည် သဘောထားကြည့်ပါဆိုတာထက် ငရဲမှာဆက်နေပါငါညီရဲလို့အကိုပြောသလိုဖြစ်နေတယ်။အဲ့ဒါကိုအကိုသိရဲ့လား။ပြောတော့ငါညီပြောတော့ဒီလိုဆို အကိုကလည်းပြောရမလို့ဖြစ်နေပြီ။အကိုအတွက်ရော လောကငရဲဆိုတာမရှိဘူးလားကွယ်။ဒီလိုဆိုပြန်တော့လဲသူမှန်လေသည်။ဟော သူလဲငွေလာမင်းကို ချစ်လေမပေါ်ချစ်ရှာမပေါ်ခက်တယ်ကိုတန်ဟန် ကျွန်တော်တို့စကနိုင်လူမပြောကြပါနဲ့ဆိုမမဝေသဘောပဲရှိပါစေတော့မမဝေရွေးချယ်တာကိုပဲကျွန်တော်တို့လက်ခံကြရအောင်အကိုတန်ဟန်ကခေါင်ခါသည်အခုနေတွေးပူတော့ဝေဝေပါရွေးချယ်မယ်ဆိုတာအကိုသိပါတယ်အကိုကအရှုံးဘက်ကလူပါရှုံးလဲရှုံးနေပါပြီလေအကိုပြောခဲ့ပါရောလားအခုအကိုဟာဝေဝေအမြင်မှာလူဆိုးကြီးဖြစ်နေပြီသူယုံမာကြီးဖြစ်နေပြီ ဝေဝေအတဲနှလုံးမှာမကိုဟာနေရာမရှိတော့ပါဘူးမကိုတန်ဟန်ကျွန်တော်ဟာတရားမမဲ့ပါဘူးစကားလည်းကပ်ပြောတာမဟုတ်ပါဘူးမမဝေရဲ့အတဲနှလုံးမှာမကိုတန်ဟန်နေရာမရှိတော့ဘဲမကိုတန်ဟန်တို့အိမ်တော်ကြီးဟာရှေ့ဆက်ဘလို့တာယာနိုင်ပါတော့မလဲအကိုတန်ဟန်ဒီမချီပြုံးကို ပြုံးပြ ాయి ဟုတ်ပါတယ်ဒါပေမဲ့မျောလင်းချက်လေးတခုတော့အကိုထားတယ်ဝေဝေအတဲနှလုံးမှာ အခုအတွက်နေရာမရှိတော့ပေမဲ့အခြားတယောက်အတွက်တော့ရှိနေသေးတယ်။အဲ့ဒီတယောက်အတွက်လည်းအကိုပြောနေရတယ်။ခမဘာကိုဆုလိုတာလဲ။အကိုတန်ဟန်ဒီနေရာမှထလိုက်သည်။စေယုံပေါ်မှနေ၍အောက်သို့တစုံတရာလက်ဟန်ချေဟန်ပြသည်။နားမလည်နိုင်ပဲကျွန်တော်ကကြည့်နေမိသည်။အကိုတန်ဟန်ဒီမမဝေကိုပဲခေါ်လိုက်လေတလုံး။ဟိုမဖြစ်နိုင်ပါဘူး။ ကျွန်တော်ရှေ့မောက်မှာမကုတ်တန်းဟန်ပျောက်သွားသည်ခဏကြာ၌ပြန်ပေါ်လာသည်တယောက်ထဲတော့မဟုတ်မကုတ်တန်းဟန်၏လက်တစ်ဖက်ကနှစ်နှစ်အရွယ်ကလေးတဦးကိုပွေချီလာသည်ချစ်စပွဲကလေးအယုတ်လေးလိုလှသောမိန်းကလေးတဦးစေယုံပေါ်မခေါ်ခြင်းလို့သူ့ကိုကားပေါ်မှာထားခဲ့တာသူစကားမပြောတဲ့သေးဘူးငါကြီးပြောတတ်ရင် သူလည်းပြောချင်ရှာမှာပဲပြောခွင့်လည်းသူ့မှာရှိတယ် အကိုတဟန်ကကလေးကို ပြုံးပြီးပြော်၏။တမီဟောဒီဦးကမင်းနေတယ်။တမီဖေဖေရောတဲ့။ကလေးငယ်သည်ချစ်စပွဲအတန်းလေးထွက်အောင်ကျဲသည်။ပြီးတော့အကိုတဟန်၏ရင်ဘတ်ကို သူ့လက်ဝါးလေးတစ်ဖက်ဖြင့်ပုတ်ပြ၏။အော်ဖေဖေကဒီမှာဒါဖြင့်မေမေရောတမီမေမေရောကလေး၏လက်လေးတစ်ဖက်သည်ညွန်ပြလိုဟန်ဖြင့်လေထဲတွင်မြောက်လာသည်။ ကြည်လင်ဝိုင်းဆက်သောမျက်လုံးလေးကရှာဟန်ဖြင့်တခန်းလုံးကိုနှဲ့အောင်လိုက်ကြည့်သည်။မင်းမေးဟုနှလုံးတော့ခေါ်သည်။မျက်နှာမှာအပြုံးလေးပျောက်သွားပြီးငိုမဲမဲဖြစ်လာ၏။သူတို့သားဖကိုကြည့်နေရင်းကကျွန်တော်ယင်တွင်လိုက်လာသည်။အသည်နှလုံးကမခံနိုင်အောင်နာကျင်လာသည်။ကျွန်တော်ကနေရာမှထလာ၏။အမေတူမို့အသားဝါမျက်တောင်ကော့နှင့် အယုတ်ကလေးပမာလှသူလေးကို ကြည့်ပြီးပြောမိသည်ကလေးရဲ့မင်းစကားပြောတတ်ပါလားမင်းကဥဦးရဲ့အတဲနှလုံးကိုမှစကားပြောပလေတဲ့မင်းဖေနဲ့မင်းမေကိုမင်းကပဲပြောပြလိုက်ပါတော့ဦးအရှုံးပေးပါပြီလို့မင်းကိုလည်းအရှုံးပေးလိုက်ပါပြီလို့အဲ့ဒီအတွက်ជីနူးជីကွဲစွာနဲ့ဦးငိုလိုက်ပါတယ်လို့တွားကွယ်ကလေးရဲ့ဦးကိုတနာရင်တွားတော့ကွယ် ။ဩအကိုတန်းဟန်ကြီးခေါ်သွားပါ သူ့ကိုခေါ်သွားပါတော့။ကျွန်တော်ဒီလုနာကရင်စီတို့ပြေးလာခဲ့သည်။မျက်နှာကိုခေါင်းပေါ်မှောက်လိုက်သည်။ကျွန်တော်လုနာပါ။ဒီတန်တရားမှာက ကျွန်တော်လုနာပါ။ဘရောက်ပင်ကြီးထက်တွင်ဘရောက်ပန်းတွေထိန်အောင်ပွင့်နေ။ပဝန်ကျင်တစ်ခုလုံးတွင်ပထောက်ကျနဲ့တို့တင်းပြန့်ဆိုင်လိုက်နေသည် နောက်ဘက်ကောင်းကင်တွင်ရဲရဲနေသောနေလုံးကမဝင်သေး။အရှိဘက်ကောင်းကင်စီ၌လာမင်းကြီးတက်လာနေသည်။ဥပဇင်ကခုံနှံပေါ်တွင်ရခင်ခါမြကဲ့သို့ပင် တည်ငြိမ်စွာထိုင်နေ၏။ပစ္စတုဥချရာမှကျွန်တော်ကခေါင်းကိုမော်သည်။ဥပဇင်ကိုဖူသည်။ဘလို့လဲငါတပည့်မျက်လုံးမှာမျက်ရည်တွေနဲ့ပါလားတင်မမျက်ရည်သိမ်းဖို့ အခုတပည့်တော်ရောက်လာရပါတယ်။မျက်ရည်သိမ့်ဖို့အခုဥပဇင်းတို့နေစီတပည့်လာခဲ့ပြီပေါ့။ဒီမှာဥပဇင်းတို့နေစီကိုပါဖះ။မတပည့်မှာ ပိုင်သူဆိုင်သူရှိလေသလား။တပည့်တော်မှာအခုတပည့်တော်ကိုကို တပည့်တော်ပဲပိုင်ဆိုင်มาတော့တယ်ဖះ။ဒါရုတပည့်ဒါရုဒါရုဒီအချိန်ကို ဥပဇင်းလဲစောင့်နေတယ်။အခုတော့အချိန်ရောက်ပေါ့။မဆိုင်လို့ပြီ။ ဥပဇင်းနောက်ကိုလိုက်ခဲ့ပြီးတော့ငါတပည့်ဥပဇင်းကရှေမကြွားတော်မူသည်ဥပဇင်း၏နောက်မှလိုက်ရာကခိတရက်ပြီးနောက်ကျောင်းစီတစ်ချက်ပြန်ကြည့်မိသည်ဇယိုက်ဝါဒနာမို့အရှင်မဟာရထတာရနှလုံးမူပြီးနှုတ်ဆက်ခဲ့ခြင်းသည် မမဝေကိုနှုတ်ဆက်ခဲ့ခြင်းပါသည်အော်ပတောက်ဖန်ဝါသာသနာ၌မဟာကရုဏာဓမ္မလာမင်းထိန်ထိန်ဝင်း၏ ညံလင်းထီရောက်အတိပောက်ကပတောက်ပွင့်စဲလတာစဲပေးခပဲလူသူပူပူသည်ငိမ့်အေးများလောလာကြရှုကြတန်ဒိဋ္ဌတိချက်ရမုံရပြုံးကိုရနှင့်ထီရပြက်ပြန်ဝဲကိုလွန်မြီနတ်ဟန်ချက်သူပြုံမြင့်မူနှင့်ခုတူမကွဲတနေ့လွယ်အံနှွေမွဲမြူပြကပလာလျင်အဝိဇ္ဇာတင်တိုင်းမေမဝိုင်းပြီး 乱来灭伊，莫为一刀。叮铃铃，吹。伴醉醉寻连绵三一家的大梦夜，滴入夜。 秋季的夜，我依我依，萨德拉古巴拉特绿绿遍地，地也撒娇，偏偏我丢了乌龟，吃独眼树，半夜不累，吃独花边。 ဩလာလူဝီမူညာပူရင်တပြင်းဝေးအချီချီနုကုအခေါခေါ်ပေမဲ့လေမင်းကတော့မချဘူးကွေချစ်ပေတဲ့ဒန်း ရိုက်ခဲ့ပြန်လေပြန်ရထစီရငမီတဲ့ပေ စင်ပေးခဲ့ကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ